မိမိတို့ရဲ့နေစဉ်ဘဝမှာအရေးကြီးဆုံးအာထာယဆုံးတရားနှစ်ပါးကတော့တတိနဲ့တံစင်ညပဲဖြစ်တယ်။ဒါကြောင့်မို့ဒီဒီကိစ္စပဲလုံးလုံးတတိရှိဖို့နဲ့စင်ကြုံတရားရှိဖို့ဟာမတမအရေးကြီးတယ်။တတိလွတ်သွားတာနဲ့တပြိုင်နက် ဆင်ញံတုံတရားမပါလိုက်တာနဲ့တပြိုင်တည်းလွယ်မချွတ်ချော်ပြီးအကုသိုလ်တရားတွေဖြစ်ပွားတတ်တယ်ပေါ့ဒါကြောင့်မို့နေစဉ်ဘဝမှာတတိရှိရမယ်တမ္ပစေညဆိုတဲ့ပညာဆင်ញံရှိရဒီနေ့ခေတ်နိုင်ငံညာတိုင်းပြည်တွေမှာတော့တတိလို့ဆိုတာ mindfulness ဆိုပြီး ချင်းကြံကြုတ်ကုတ်အာထုတ်နီးတွေကိုမြတ်စွာဘုရားရဲ့အဆုံးအမတဲကနေယူပြီးတော့လုပ်ငန်းခွင်မဝင်ခင် mindfulness လေ့ကျင့်ခန်းကိုလုပ်ချရတယ်။အနောက်တိုင်းတွေမှာခေတ်စားနေတယ်။ဒါဘာအတွက်လုပ်တာတုံးဆိုတတိကိုလုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အာယုန်နဲ့စိတ်နဲ့တွေးဆုံနေမှုဆိုတဲ့တတိတရားဟာ အရေးကြီးတယ်ဆိုတာဓမ္မထင်ရှားတယ်ပေါ့သို့တော်လည်းမြတ်စွာဘုရားဆုံးမတော်မှာတတိတခုတည်းမဟုတ်ဘူးဆိုတာတတိထားဖို့လိုအပ်မြတ်စွာဘုရားဆုံးမတော်ကြတော့တတိနဲ့တမ္ပစညာကိုအမြဲတမ်းတွေ့ဖက်ထားတယ် mindfulness and clear comprehension လို့ခေါ်တယ် အနောက်တိုင်းကလူတွေက clear comprehension ကိုထဲ့မပြောပဲနဲ့ mindfulness တခုတည်းလုံးနေလို့ရှင်မြတ်စွာဘုရားရဲ့အဆုံးအမမှာတချမ်းပဲဖြစ်နေတယ်ဒါကိုဘုရားဘာသာတွေမြန်မာလူမျိုးတွေတရားရည်ဝနေကြတဲ့ပုဂ္ဂိုလ်တွေကပြင်ဆင်ပေးရမှာဖြစ်တယ်